ားလုံးပဲကျွန်မရှင်းလန်းကြပါပြီရှင်။ကိုလင်းအော်တိုမိုဘိုင်းဆေးစင်တာ page ကနေပြီးတော့ new trend ဆောင်နဲ့ပြန်လည်ကြိုဆိုပြပြီရှင်။ဒီတစ်ပတ်မှာတော့ဖြူက model မြင်းယူရိုကားတွေထဲကမှလူကြိုက်များတဲ့ Range Rover Evo 2020 model ကားကိုမိတ်ဆက်ပြသပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒီကားလေးอ่ะဆိုရင် showroom input လည်းဖြစ်တယ်။ P250 ဖြစ်တဲ့အခါကျတော့ Velar ကားတွေနဲ့ engine အမျိုးအစားကတူသွားပြီးတော့9 speed gear လည်းဖြစ်သွားတယ်။ ့ SE grade ဖြစ်တဲ့အခါကျတော့ TV screen ကလည်း test pro 2ကိုဖြစ်သွားတယ်။ဒိုင်ကွက်ဟာဆိုရင်လည်း interactive driver display ဖြစ်တဲ့ premium LED headlight တွေနဲ့နောက်ဖုံးဖွင့်ပေးရဆိုရင်လည်း motor ပါတဲ့ features တွေကပို့ပြီးတော့များပြားလာတယ်ပေါ့နော်။ engine power ကလည်း2.0ဖြစ်တာကိုလည်းတွေ့ရပါတယ်။ကဲဒါဆိုရင်တော့ဖြူနဲ့အတူကားလေးကိုဆက်ပြီးတော့အတူကြည့်ပေးပါအောင်နော်။ truck ကိုကြည့်မယ်ဆိုရင် first impression မှာတဲ့ premium compact SUV တစ်စီးရဲ့ခန်းနားဝင်ကြွားတဲ့တွင်ပြင်အနေထားနဲ့မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ LED headlight နဲ့ daytime running light design အားဆိုရင်လဲစမ်းသစ်ပြီးတော့ရှေ့ရုပ် truck ကိုပို့ပြီးတော့ကြွသွားစေပါတယ်။ bonnet ရဲ့အပေါ်အရှိတ်ဘက်မှာဆိုရင် Range Rover ဆိုတဲ့စာလေးကိုလည်းမြင်တွေ့ရတယ်။ share ဟာဆိုရင်ကားရဲ့ရှေ့ရုပ် truck နဲ့ light ဖက်စွာမြင်လိုက်တာနဲ့သဘောကျစရာကောင်းတဲ့ကားတစ်စီးရဲ့တွင်ပြင်အနေထားနဲ့မြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင်။ ဘေးဘက်ကိုကြည့်မယ်ဆိုရင်လေတေသက်လှပတဲ့ body line တွေကိုမြင်တွေ့ရတယ်20 inch ရှိတဲ့ဆန်းသက်လှပတဲ့ align wheel ကိုတုံးပေးထားပြီးတော့ ground clearance က8.3ရှိတဲ့ခါကျတော့ landing နေမှာဆိုရင်လေလွယ်ကူစွာနဲ့မောင်းနေနိုင်မဲ့ကားတစ်စီးပဲဖြစ်ပါရဲ့ရှင်။ နောက်ဘက်ကိုကြည့်မယ်ဆိုရင် LED ထိလိုက်မီဒီဒီဇိုင်းကစမ်းသစ်လှပပြီးနောက်ရွက်ထွက်ကိုလည်းပို့ပြီးတော့အသက်ဝင်စေပါတယ်။အလေဘက်မှာဆိုရင် Range Rover ဆိုတဲ့စာသားလေးလည်းပါတယ်။အောက်ဘက်မှာဆိုရင် Evo ရဲ့ P250 SE ဆိုတဲ့စာသားလေးပါတာကိုလည်းမြင်တွေ့ရပါတယ်ရှင်။အဲ့ဒါကိုမဝင်ရင်တကားဖွင့်လိုက်တယ်ဆိုတာနဲ့မြင်တွေ့ရတဲ့အောက်ဘက်ကဝဲကန်းလိုက်လေးရလဲသဘောကျစရာကောင်းပါတယ်။ ကားအတွင်းကန်းထဲမှာရောဘယ်လိုမျိုး functioning ရှိမလဲအရင်သိနေပြီအတူကြည့်လိုက်အောင် let's go ွင်းကန်းလေးကိုဝင်ထိုင်ကြည့်လိုက်တဲ့အခါမှာထိုင်ကုန်တွေက soft leather သုံးထားတာကိုလည်းမြင်တွေ့ရပါတယ်။ထိုင်ရတာလည်း comfortable ဖြစ်တယ်။အတွင်းကန်းရဲ့ color အတွဲဆက်အားဆိုရင် black နဲ့ blue color ကိုတွဲဆက်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်အယောင်ငြိမ်ပြီးတော့လည်းလှပမှုရှိတယ်။ထိုင်ကုန်တွေမှာဆိုရင်လည်း C motor ရေပါဝင်တယ် driver seat ဘက်မှာလည်းပါတယ်လို့ passenger seat ဘက်မှာလည်းပါဝင်တာအောင်မြင်တွေ့ရပါတယ် C memory ဆိုလည်းနှစ်ဖက်စလုံးမှာပါတာကိုမြင်တွေ့ရပါတယ်ရှင် steering ဆိုရင် leather ကြိုးချုံနဲ့လာပြီးတော့ volume control voice command lane departure cruise control အစရှိတဲ့ function တွေပါတာကိုလည်းမြင်တွေ့ရပါတယ်ရှင်11မှာဆိုရင်11.4 inch ရှိတဲ့ infotainment touch screen ပါဝင်တဲ့ navigation media ဖုန်းအစရှိတဲ့ function တွေလည်းအသုံးပြုလို့ရတယ်။ ambient light လည်းပါဝင်ပြီးတော့ ambient light ဟာဆိုရင်လည်းကိုယ်စိတ်ကြိုက်ကာလာ၁၀အောင်ထိပြောင်းလဲလို့ရပါတယ်။ မရာမှာဆိုရင်လည်းဖြူအရန်ကျွေနေတာက clear side ground view ဆိုရဲ off road camera ပါဝင်လာတယ်ဒီ camera ဟာဆိုရင်ကားရဲ့အောက်ဘက်ကိုလုံးဝစီစီလင်းလင်းမြင်တွေ့ရဆိုတာအရန်ကိုမိုက်တယ်အနောက်ဘက်မှာဆိုရင်လည်း chef fin camera ဆိုရဲ defender တွေမှာပါတယ် clear side rear view mirror လည်းပါဝင်လာတာကိုမြင်တွေ့ရပါတယ်ရှင် driving mode အနေနဲ့ eco program selected comfort program selected grass gravel snow program selected mat rest program sand program auto turning response ဆိုပြီးတော့စိတ်ကြိုက်ပြောင်းလဲမောင်းနေလို့ရပါတယ်အလေးပဲ test screen ကနေလေကိုယ်စိတ်ကြိုက် function တွေအမျိုးမျိုးကိုပြောင်းလဲပြီးတော့လည်းအသုံးပြုလို့ရတယ် အလဲမှာဆိုရင်ခပ်ဖို့တဲ့နှစ်ခုပါဝင်တယ်ပစ္စည်းတွေထည့်ဖို့အတွက်ကာဂိုစပိတ်ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်ကာဂိုစပိတ်ရဲ့အတွင်းဘက်မှာဆိုရင် travel socket နဲ့ USB port နှစ်ခုပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်အပေါ်ဘက်မှာဆိုရင်နေအောင်ကြီးကောင်းစာရဖို့အတွက် sunroof လည်းပါဝင်ပါတယ်မျက်မှန်ထည့်ဖို့အတွက် space လေးလည်းပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင် ရှေ့ကန်းရဲ့ function တွေကိုတော်တော်လေးဆုံဆုံလင်းလင်းကြည့်ပြီးသွားပြီဆိုတော့အလဲကန်းလေးကိုလည်း like ကြည့်ပေးပါအောင်နော်အလဲကန်းတဲ့ကိုဝင်ထိုင်ကြည့်လိုက်တဲ့အခါမှာဆိုရင် compact SUV တစ်စီးဖြစ်တဲ့အခါကျတော့ Leroy နဲ့ Heron တွေကအတန်အသင့်ကျယ်ဝန်းတာကိုလည်းမြင်တွေ့ရပါတယ်တကားရဲ့အပေါ်ဘက်ဘောင်လေးဘက်စလုံးမှာဆိုရင်လည်း airbag တွေပါတာကိုမြင်တွေ့ရတယ် ဒီဘက်ပောင်းနဲ့ဟိုဘက်ပောင်းမှာဆိုရင်လည်းပစ္စည်းတွေချိတ်ဖို့အတွက်ဈေးကလေးပါတာကိုလည်းမြင်တွေ့ရပါတယ်။အလဲဘက်မှာဆိုရင်အဲကွန်ပေါက်နှစ်ခုပါတယ်။ Travel socket တစ်ခုပါတာလည်းမြင်တွေ့ရပါတယ်ရှင်။ခုံရဲ့အလဲမှာက Amrest ပါတယ်။ Cup holder နှစ်ခုလည်းပါတာကိုမြင်တွေ့ရပါတယ်ရှင်။အလဲကမ်းရဲ့ function တွေကြည့်ပြီးပြီဆိုတော့ cargo space ကရောဘယ်လိုလေးဖြစ်မလဲ။ Like ကြည့်ပေးပါအောင်နော်။ ဆွေးကလည်းအတန်အသင့်ကျယ်ဝန်းပြီးတော့ခီးသွားခြင်းတဲ့သူတွေအတွက်လည်းအဆင်ပြေစေပါတယ်။ဘေးဘက်မှာဆိုရင် travel socket တစ်ခုပါတာကိုလည်းမြင်တွေ့ရပါတယ်ရှင်။မှာဆိုရင် တော့ spare wheel နဲ့ကားနဲ့ပတ်သက်တဲ့ accessory ပစ္စည်းလေးတွေပါတာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ ောင်ရင်မြင့်မာပြီးတော့ခန်းနာဝင့်ကြားတဲ့ဒီဇိုင်းအသွင်ပြင်ရှိတဲ့ Premium Compact SUV တစ်စီးကို ရှာနေရဆိုရင်တော့ Range Rover Evo 2020 model ကားလေးကိုသူက recommend ပေးပြသေးရှင်ဒီကားလေးကိုအတိုင်းနဲ့တက်လို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့လက်ငင်းလေးဝယ်လို့ရတယ်လို့အရေးကြအနေနဲ့လည်းဝယ်လို့ရပါတယ်ရှင်အရေးကြအနေနဲ့30% down payment ကနေစပြီးတော့တစ်နှစ်ကနေ9နှစ်ထိလည်းဝယ်လို့ရပါတယ်အပြင်အမြင်လာရောက်တိရှိကျင်သူ customer များအနေနဲ့ showroom number 1 Pilan Novotel Hotel နေ showroom number 2အမှတ်224 ဦးဝိဇာရာလန်းနဲ့ဓမ္မစီတီလန်းတောင် SPC တာဝါရဲ့အနောက်ဖက်ချက်ရှိုးရုံးနံပါတ်3တောင်အုပ်ကလာရေနာလမ်းမပေါ်မလိခအင်ယာရှိမှဆိုပြီးတော့ရှိုးရုံးနေဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်နီးစပ်ရာရှိုးရုံးမှာလာရောက်တ िश ူဝယ်ယူအားပေးဖို့အတွက်လည်းဖိတ်ခေါ်ပြရသေးချင်းဒီဗီဒီယိုလေးကိုကြိုက်နေသက်မယ်ဆိုရင် like and share လေးနဲ့လည်းဝင်ရံပေးကြပါဦးနော်အပတ်စဉ်စနေညနေ6:00နာရီတိုင်းကောင်း review video လေးတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်စောင့်မျှော်အားပေးကြည့်ရှုဖို့လည်းလုံးဝမမေ့ပါနဲ့နော်။ကဲနှုတ်ဆက်မဲ့အချိန်ကိုရောက်လာခဲ့ပြီနော်။နောက်ထပ်နောက်ထပ်ကားသစ်တွေနဲ့နောက်စီစဉ်တွေမှာသူနဲ့တူပြန်လည်ဆုံတွေ့ကြမယ်နော်။ Bye bye